ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပြည်တွင်ပြည်ပါနမည်ကြီးသွားသောအဖိုးကျော်နေအိမ်မဟာလာတို့ချေချလိုက်ခြင်းကိစ္စတည်းစသည်ပြပြပါပြီတဲ့ နေသေးမြင်ပါမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အာကျွန်တော်တို့ဒီဟိုထူးခြားဆုံးသောဒီနေ့သတင်းတပုတ်ကတော့အာကရင်ပြည်နယ်မှာရှိနေတဲ့တမခေါ်မှာရှိနေတဲ့ဒါကျွန်တော်တို့အာ အဖိုးချွန်ကြီးရဲ့အိမ်အိမ်အိမ်ဟိုပေါ့နော်စားကစားတွေကနေတော့မှဒါလာပြီးတော့မှကျဲသွားတယ်ဆိုတဲ့သတင်းကတော့ဒါကျွန်တော်တို့ပြည်ရင်းပြည်ပမှာဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်နော်ဟော့နေတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်စပီးအောင်လုပ်ပါမယ်အဲ့တော့ပြောချင်တာတကွာတော့အချမ်းမစစ်ကောင်စီကဒါဟိုအနေအထားကတော့ရုံးပါဘူးအတွက် ကိုသူသူ့ဘက်ကတော့အစင်အသင့်ရှိနေတဲ့အနေအထားမျိုးဒါကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့မေအောင်လိုင်းရုရှားသွားတာဘသူတွေပါလဲဆိုတဲ့အရာတွေကိုဒါကျွန်တော်တို့ပြန်ပြလဲပြောကြည့်ရတော့เนาะမေအောင်လိုင်းရုရှားကို သွားတာဘသူတွေပါသွားလဲအဲ့ဒါကိုကျွန်တော်တို့ပြန်လိုက်ရမှာဖြစ်ပါတယ်เนาะမေအောင်လိုင်းရုရှားကိုသွားတဲ့အခါမှာဘသူတွေပါလဲအဲ့အဲ့ဒီအချက်ကအရန်အရေးကြီးတယ်ကျွန်တော်တို့ပြည်သူတော်တော်များများပြည်ရင်းပြည်ပါမှာရှိနေတဲ့ပြည်သူတော်တော်များများအဲ့ဒီအချက်ကို အဲဒီအခုရပိုင်းမှာတိတ်ပြီးတော့မှမစွဲထုတ်ကြအောင်အဲ့ဒါကိုတေးသေးကြကြလေးစွဲထုတ်ပြီးတော့မှဒါကျွန်တော်တို့စဉ်းစားဖို့အတွက်ပေါ့နော်သုံးသပ်ဖို့အတွက်ဒါကျွန်တော်တို့အရာအရေးကြီးတယ်နိုင်ငံရေးရေးနိုင်ငံရေးသုံးသပ်ခြင်းနေနိုင်ငံရေးရေးပြောခြင်းနေအားလုံးကတိုင်းနယ်ပြည်နယ်14ခုမှာရှိနေတယ်တိုင်းရင်းသားတွေကိုအကျိုးပြုရအကျိုးပြုရတဲ့ပုံစံလိုမျိုးတွေအများကြီးပြောပြဖို့အတွက်လိုအပ်တယ်နော်ပြောပြဖို့အတွက်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ဟို အကြမ်းစစ်ကောင်စီရဲ့အခြေအနေကနောက်ဆုံးရောက်သွားတဲ့အနေအထားမျိုးနောက်ဆုံးအခြေအနေဒီသူကရောက်နေပြီရောက်နေပြီဆိုတဲ့အခါကျတော့ဒီထွက်ပေါက်ပိတ်နေတဲ့လူကသူကထွက်ပေါက်ပွင့်အောင်သူတစ်ခုမှတစ်ခုကသူကအဲ့လိုဖောက်ထွက်ပြီးသူကရှာတော့မဲ့အနေအထားမျိုးသူကလောက်တာအဲ့တော့မင်းအောင်လိုင်းရက်ရှားသွားတဲ့အခါမှာဘသူတွေပါသွားလဲအဲ့ဒါသိအရေးကြီးရယ်နော်အကြမ်းစစ်ကောင်စီမင်းအောင်လိုင်း ရုရှားသွားတဲ့အခါမှာဘသူတွေပါသွားတယ်လဲဘယ်ပုံကူတွေပါသွားတယ်လဲဆိုတဲ့အချက်လက်တွေကအင်မတန်အရေးကြီးတယ်မြန်မာနိုင်ငံမှာဟိုမြန်မာနိုင်ငံမှာအခုဒါကျွန်တော်တို့ချင်းဆိုလို့ရှိရင်လည်းဒါเนาะချင်းပြည်နယ်ဆိုလို့ရှိရင်လည်းဒါအိမ်ပြန်နေနဲ့အနေထားမျိုးအသွင်ပြင်းနေဒါကျွန်တော်တို့တွေ့လာရသလိုရခိုင်ပြည်နယ်ဆိုလို့ရှိရင်လည်းအောင်ပွဲရတဲ့အနေထားမျိုးတွေဒါကျွန်တော်တို့တွေ့လာရတယ်ကချင်ပြည်နယ်ဘက်ဆိုလို့ရှိရင်လည်းတကယ်ကိုအကြမ်းဖက်စစ်ကောင်စီဖောက်ထွက်လို့မရတဲ့အနေထားမျိုးကိုဒါဟို ကင်တွေ့နိုင်တဲ့အနေအထားမျိုးတွေ့ရတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဟိုနည်းနည်းယူပေါက်ဖြစ်နေတာကတော့ကရင်ပြည်နယ်ဘက်မှာကတော့ယူပေါက်ဖြစ်နေတယ်ကရင်ပြည်နယ်ဘက်မှာယူပေါက်ဖြစ်တာဘာကြောင့်ယူပေါက်ဖြစ်တာလဲလို့ပြောပြမယ်နော်ဟိုဒီအကြံပေးစက်ကောင်စီတွေနဲ့ပတ်သက်ပြီးတော့မှဟိုပေါ့ပေါ့တန်တန်ဆက်ဆံလို့ဒါကရင်ပြည်နယ်မှာယူပေါက်ဖြစ်တာလို့ပဲဒါကျွန်တော်တို့ကသုံးသပ်ပြရစီနော်အကြံပေးစက်ကောင်စီကိုအမြဲတမ်း အမြဲတမ်းအမြဲတမ်းရှော့ရှော့ပေါ့ပေါ့ဆက်ဆန့်နေရှော့ရှော့ပေါ့ပေါ့ဘာဖြစ်လို့လဲဆိုတာတကယ်တော့ဒီစစ်ကိုစစ်လို့မြင်ပြီးတော့မှထိတ်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီပြတ်သားဖို့အတွက်ကိုလိုအပ်တယ်အခုဆိုလို့ရှိရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟလာဒီနေ့ဆိုလို့ရှိရင် KNU တက်မှခေါ်မှရှိနေတဲ့ဒါကျွန်တော်တို့ဒါเนาะခင်ဗျဘူချုပ်တယောက်ရဲ့အိမ်เนาะအိမ်ကိုလာပြီးတော့မှဒါကျဲချလိုက်တယ်ဆိုတော့အနေထားမျိုးတွေအာဒါတွေ့ရတယ်တွေ့ရတဲ့အခါကျတော့ ကဲဒီချိန်မှာကျွန်တော်တို့တွေကမေးခွန်းမေးစရာရှိတယ်ပေါ့နော်ကဲစောချစ်သူကတက်မခွန်မှာရှိနေတဲ့ဒီလိုမျိုးကင်းပြည်နယ်နဲ့ပတ်သက်တဲ့အကြီးကဲတယောက်အိမ်ကိုလာကျဲတဲ့အခါမှာစောချစ်သူဘာလုပ်နေတာလဲစောချစ်သူကမကကွယ်ပေးဘူးလားစောချစ်သူဘာထိုင်လုပ်နေတာလဲမေးခွန်းမေးစရာအကြောင်းအများကြီးရှိတယ်နော်ဘာပြောလို့လဲစောချစ်သူသူကင်းရင်မဟုတ်ဘူးလားသူကင်းရင်မဟုတ်ဘူးလားဒါကျွန်တော်တို့မေးခွန်းမေးစရာအကြောင်းရှိတယ် เนาะကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှလူငယ်တွေကဟိုဘယ်လိုပြောပြမလဲလူငယ်တွေကလေအမုန်းခံပြီးပြောတယ်လူပြောကြတာပေါ့เนาะဘာဖြစ်လို့အမုန်းခံပြီးတော့မှဒီကရင်ပြည်နယ်ဘက်ကိုအများကြီးပြောကြတာလဲဆိုတော့ကရင်ပြည်နယ်ဘက်ကိုအယံကိုအောင်မြင်စေချင်တာဖြစ်တွန်းစေချင်တာဒေါ်လာရေးရဲ့ပထမဦးဆုံးသော ဖြတ်သန်းခဲ့တဲ့ပြည်နယ်တစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်ကရင်ပြည်နယ်ဆိုလို့ရှိရင်ဟို အောင်မြင်စေချင်တဲ့ဘယ်အရာမဆိုစကားဆန်းနဲ့ပတ်သက်လာလို့ရှိရင်ရန်ငါးပြက်ပြက်ပြီးတော့မှကြိတ်လိုက်တာကိုပဲလိုချင်တာအဲ့လိုမျိုးအသွင်အပြင်မျိုးကရင်ပြည်နယ်နဲ့ပတ်သက်လာလို့ရှိရင်ပြက်ပြက်တသားနဲ့ဂိုင်းတွေဖို့အဲ့လိုမျိုးတွန်းအားတွေလိုချင်တာအခုစောချစ်သူကိုကျွန်တော်တို့ကမေးခွန်းမေးချင်တယ်နော်ဒီတမခုံမှာရှိနေတဲ့ဒါကျွန်တော်တို့ဒီနော်ဒီအကြီးကဲတယောက်ရဲ့အိမ်ကိုအချမ်းမက်စစ်ကောင်စီကလာပြီးတော့မှဘုံကျဲတဲ့အခါမှာ तू မကာခွေပေးဘူးလား तू မကာခွေပေးဘူးလား နော်သူမကာကွယ်ပေးဘူးလားဘာဖြစ်လို့သူတို့လက်ပိုက်ကြည့်နေကြတာလဲအဲအဲ့ဒါမျိုးပေါ့နော်ဒါကျွန်တော်တို့အဲ့တော့ပြောချင်တာတခုကကရင်ပြည်နယ်မှာကဟိုကရင်အဖွဲ့တွေကတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ကရင်ဟာကရင်ပဲကရင်ပဲကျွန်တော်တို့မြင်တယ်နော်အဲ့တော့အဖွဲအဖွဲအစည်းပေါင်းမြောက်များစွာရှိတော်ညာလည်းပဲကရင်မကကရင်ပဲ DGB လည်းကရင်ပဲ KDLA လည်းကရင်ပဲ KNLA လည်းကရင်ပဲ PC လည်းကရင်ပဲနော် BGF လည်းကရင်ပဲဒါပေမဲ့ဘာစိတ်တက်တစ်ခုလိုတာလဲဆိုတော့ကရင်အမျိုးသားရေးနဲ့ပတ်သက်ပြီးပြက်ပြက်တသားရက်တည်ပြီးတော့မှဒီကရင်ပြည်နယ်ကိုစော်ကားမော်ကားလုံနေတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြက်ပြက်တသားနဲ့စုပေါင်းပြီးတော့မှတွန်းလှန် ဖို့အတွက်စိတ်တက်လေးတစ်ခုပဲလိုတာအဲ့တော့လေးနှစ်အတွဲမှာกินนี่တစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့မညီညွတ်အောင်ဒီအကြမ်းမတ်စစ်ကောင်စီကသွေးခွဲခဲ့ပြီးသွားပြီเนาะအကြမ်းမတ်စစ်ကောင်စီကသွေးခွဲတဲ့အောက်မှာကရင်အမျိုးသားကြီးအဖွဲ့အသီးသီးကလည်းလိုက်ပါခဲ့ပြီးသွားပြီးပြီကဲအဲ့ဒါဆိုလို့ရှိရင် အခုအချမ်းမဲ့စစ်ကောင်စီတွေဘက်ကဒီလို drone တွေပါနေနဲ့ကရင်အကြီးကဲတယောက်ရဲ့အိမ်ကိုလာပြီးတော့မှချတယ်ဆိုကြဲကိုကကဲစဉ်းစားတော့အဲ့တော့အချမ်းမဲ့စစ်ကောင်စီမဲအောင်လိုင်းကရုရှားကိုသွားတဲ့အပိုင်းအောင်ကျွန်တော်ကြည့်အောင်ရုရှားကိုသွားတဲ့အခါမှာမဲအောင်လိုင်းအာနာစသိန်းတုံးကလေ तू က तू तू ခေါ်တွေ့တဲ့အဖွဲ့တွေရှိတယ်အဲ့ဒါကမြန်မာနိုင်ငံမှာခရိုနီတွေပေါ့နော် အဲ့ဒီခရိုနီဒိတ်ဒိတ်ရဲ့ခရိုနီတွေကိုသူခေါ်တွေ့တယ်။အဲ့ဒီတဲကလူတွေကို selection ရွေးထုတ်ပြီးတော့မှသူယုံကြည်စိတ်ချရဇုံသောသူတွေကိုခေါ်ပြီးတော့မှရုရှားကိုသွားတယ်။သွားလာလေယူတာတော့သွားခြင်းမျိုးမဟုတ်ဘူး။ရုပ်မာဖို့အတွက်သွားတာ။မင်းအောင်လိုင်ကအသက်ပြင်းနေတော့လူလေးကပို့တလောင်ညံ့ပြေးတယ်။ဒါပေမဲ့သူ့ပုံစံကြည့်ကြည့်လိုက်။သူရုပ်မာဖို့အတွက်သွားတာ။ နောက်ဆုံးသူတို့ဝိုင်းရုပ်มาကြမယ်။နောက်ငါတို့အာနာဝိုင်းမင်းအောင်လိုက်ကြောက်တဲ့အာနာတိုင်းတာမဟုတ်ဘူး။ခရိုနီတွေအာနာချင်းတွေအကုန်အများကြီးပါတယ်။အကုန်ဝိုင်းတိုင်းကြတာ။နော်ဒီဘွဲကနော်သူကျွန်တော်တို့ကလေးနှစ်တာလုံးမှာမင်းအောင်လိုက်ကိုတယောက်ကိုပဲတဲပြီးတော့ဆဲကြတယ်ဆိုကြတယ်စိုးဝင်းကိုဆဲကြတယ်ဆိုကြတယ်အဲ့လိုမျိုးဟာတယ်ဒါဆွဲထုတ်တက်ရမယ်နော်ဆွဲထုတ်တက်ရမယ်ကျွန်တော်ကလေကြောက်တင်ပုံရှိလို့ရှင်ကြောက်တင်ပုံနဲ့ကျွန်တော်ကအကုန်လုံး ဒီຫນွေဥတော်လိုင်းရဲ့အဆောက်ဆန္ဒပြခြင်းပြီးမရောက်လိုင်းဘယ်လိုလူတွေကိုခေါ်တွေ့တာပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုဘယ်လိုဖြစ်ပြလာတာအကုန်လုံးကျွန်တော်ဒီကြောက်တဲ့မုံလေးနဲ့ကျွန်တော်အကုန်လုံးပြန်ဆွဲပြီးတော့မှပြန်ပြီးတော့ကျွန်တော်ရှင်းပြတတ်တယ်။ဘာဖြစ်လို့ရှင်းပြတတ်လဲဆိုတော့ဒီຫນွေဥတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကအစတော့ဒီလို speed out မပြောတတ်ဘူး။ကျွန်တော်ကဆော့ပင်လေးတွေနဲ့ခဲတဲ့လေးတွေနဲ့ဆော့ပင်လေးနဲ့ရေးပြီးတော့မှကျွန်တော်ရှင်းပြခဲ့ရင်းနဲ့ကျွန်တော်ကဒါပါဝင်ခဲ့တာတော်လန်ခဲ့တာ ဲ့တော့ကျွန်တော်ကအကုန်လုံးအလွတ်ရတယ်။ဟိုမှာကျွန်တော်ရဲ့ဒီဟိုဂျပါလေးထဲမှာဆိုလို့ရှိရင်တွန်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဆန္ဒပြတော့မှမှတ်တမ်းလေးတွေအစားအကုန်လုံးတင်တာ။အဲ့တော့ရန်ကုန်မြို့မှာရန်ကုန်မြို့မှာလူငယ်တွေဆန္ဒပြတယ်မန္တလေးမြို့မှာလူငယ်တွေဆန္ဒပြတဲ့အချိန်မှာအကြမ်းမဲ့စစ်ကောင်စီမင်းအောင်လှိုင်နဲ့ပူးပေါင်းနေတဲ့အဖွဲ့တွေကနော်သူတို့တွေကအစည်းအဝေးထိုင်တယ်။မင်းအောင်လှိုင်နဲ့တွားတူတဲ့အဖွဲ့တွေရှိတယ်။ခရိုခရိုနီတွေပေါ့နော်ခရိုနီအဖွဲ့တွေဒိတ်ဒိတ်ကျဲတွေပေါ့နော်။အဲအဲ့ဒီအဖွဲ့တွေ အဲ့ဒီအဖွဲတွေကသွားတွေ့တယ်အဲ့ဒီအဖွဲတွေက selection ရွေးပြီးတော့မှ rush out မရောက်နိုင်ခေါ်သွားတာယူသားတော့ခေါ်သွားခြင်းမဟုတ်ဘူးသူတို့မှနောက်ဆုံးထွက်ပေါက်ပိတ်ရင်ရုံမှလူရအောင်ကိုသူတို့မရရတဲ့နီးနဲ့သူတို့ရုံမှကြမယ်ရုရှားနဲ့ပေါင်းပြီးရုံမှကြမယ်ဆိုတဲ့အကွက်သူတို့မှရှိတယ်အဲ့ဒါသတိထားဖို့အဲ့ဒါအကြောင်းမို့လို့အဲ့တော့အခုဒါဆိုလို့ရှိရင်အဖြူအမဲတဲ့ွဲသွားပြီ နော်အခုအသေးခွဲသွားပြီဆိုတော့ကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးစီလုံးမှရတော့မှာစီလုံးမှရတော့မှာနော်စီလုံးမှရတော့မှာစီစီလုံးလုံးနဲ့ကျွန်တော်တို့အားလုံးကစူပေါင်းမှရတော့မှာကြားပြန်ကိစ္စကိုကျွန်တော်တို့ကပြောမယ်ကြားပြန်ကိစ္စကကြတော့တရုတ်တရုတ်ရဲ့ပြဿနာတရုတ်ရဲ့ပြဿနာနော်တရုတ်ရဲ့ပြဿနာ ဒါပေမဲ့အခုဒီနေ့ဒီချိန်မှာကျွန်တော်တို့ကြားသိရတဲ့တမခွန်ရဲ့ကိစ္စနဲ့ပတ်သက်တဲ့ပြဿနာကြတော့ကရင်အမျိုးသားကြီးတွေနဲ့ပတ်သက်ပြီးတော့မှစိန်ခေါ်တဲ့ပုံစံလိုမျိုးတော့ဖြစ်သွားတယ်။နော်တော့ပြီးတော့ချိန်လိုက်တာ။ကဲကရင်အမျိုးသားကြီးအဖွဲတွေဘာလုပ်ကြမလဲ။နော်တမခွန်ကြီးဖြစ်နေတာပါကွာ။တမငါးနေပြီးတော့ဟာဟာဆိုထိုင်ယူလို့မရဘူး။တမခွန်ကြီးဒီလိုကြီးဖြစ်သွားတာပါ။နော်ဟိုဘက်က PC ဘက်ကလည်းဟာ တမခွန်ကြီးဒီလိုဒီလိုဖြစ်တယ်ဆိုတော့တွားပြီးတော့မှရီလို့မရဘူးခရင်အချင်းချင်းဘာလို့ရတော့မှလဲဆိုလို့ရှိရင်စီလုံးရတော့အဲ့ဒါကြောင့်ကျွန်တော်မေးခွန်းမေးတာနော်တမခွန်မှာရှိနေတဲ့အကြီးကြီးတယောက်ရဲ့အိမ်ကိုဒီလိုစော်စော်လိုက်တဲ့အခါမှာစောချစ်သူကကျွန်တော်ကာကွယ်ပါမယ်ကျွန်တော်အရှိရနေမမမမချိန်ပုံးပါမယ်ကျွန်တော်အရှိကနေပြီးတော့မှဒီအကြမ်းဒီအကြမ်းမဆစ်ကောင်စီတွေကိုတိုက်ပြပါမယ်ဆိုတော့အဖန်ကြီး तू မထွက်ပြဘူးလား ဒါမျိုးတွေပေါ့မိကောဟောတော့သူမတိုက်ပြဘူးလားသူမကာကွယ်ပြဘူးလားနော်အဲ့တော့ပြောချင်တာတကွာဒီအချိန်မှာကျွန်တော်တို့တွေအားလုံးကကရင်အမျိုးသားရေးအလံနော်အဲ့ဒီအောက်ကနေပြတော့မှညီညွတ်စွာနဲ့ကျွန်တော်တို့တွေကဒီအာနာရှင်ကိုအကုန်ပိတ်လိုက်ရအောင်။တွား ဖြတ်ဆရာရှိကအကုန်ဖြတ်လိုက်တော့မြောက်ရီမြို့မှာစကားစဒလန်တချိုးတွေတပုံကြီးပဲကျွန်တော်တို့အစကတည်းကအမုန်းခံပြီးပြောပြတယ်လင်းရင်နေခေါ်တာလဲဒီမြောက်ရီမြို့ထဲမှာရှိတယ်လို့เนาะဒီဒီနေရာတွေမှာလင်းရင်เนาะမိနစ်20အတွင်းရောက်အောင်ကိုခေါ်တာကျွန်တော်တို့မြေပြင်ဒီစင်းနေเนาะစကားစနဲ့ပတ်သက်တဲ့လူတွေကိုဖမ်းမိတဲ့လူတွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲအင်တာဗျူးတယ်သူတို့ကိုယ်တိုင်အကုန်ပြောသွားပြီးသွားပြီး လင်းခေါ်လို့ရှိရင်မိနစ်30ပဲအဲ့ဒီလူတွေကဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဘယ်လိုလူတွေကိုအကြောင်းကြားတယ်ဆိုတာသူတို့ကိုယ်တိုင်အကောလုံးမှတ်တမ်းနေကျွန်တော်တို့အကောလုံးကခြားပြခဲ့ပြီးသွားပြီကျွန်တော်တို့ကဒီတော်လန်ရေးမှာကရင်ပြည်နယ်ကိုကရင်အမျိုးသားရေးတွေပြန်လဲပြီးတော့မှအပြေဝကြီးစိုးနိုင်တာကိုပဲလိုချင်တာစကားဆိုင်ရဲ့ရုပ်သေးရုပ်ကျိုးဆွဲရကားတဲ့အထက်မှာပါစေခြင်းနဲ့မျိုးဆက်တစ်တွေမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကမြေပြင်ဆင်းတဲ့အခါမှာ ကျွန်တော်တို့ကတတိထားတဲ့အချက်ကဒီတော်လိုင်းကလေးတွေကိုထိုင်းလာဝါကပကနေပြီးတော့မှအဲ့မှာသူတို့ကဖမ်းမိပြီးတော့မှဟိုဘက်မှာ BGF ဘက်မှာသွားပြီးတော့မှတုံ့ကန်ရတဲ့အခါမှာနိုင်မောင်စောဟလာမဆမနာစကားဆာရဲ့လက်ထက်သွား apply တယ်အဲ့အချိန်မှာနိုင်မောင်စောအယံနာကြီးတယ်မုံလဲမုံတယ်တန်ရာကျွန်တော်တို့ဒီနေ့ဒီချိန်ရင်ထဲမှာဖြေသိမ့်မနိုင်ဘူးနိုင်မောင်စောမျက်နှာကိုတွင်ယွန်းတယ် ။ဘာဖြစ်လို့ညွန်လဲဆိုတဲ့အခါမှာကလေးတွေက나ကြီးစိတ်တွေနဲ့အာနာရှင်ကိုတော်လန်နေတဲ့အချိန်အတွင်းမှာเนาะသူတို့ဟိုဟိုထိုင်းဘက်ကိုတက်ပြီးတော့มาစေးကူးဖို့အတွက်လုံနေတဲ့အချိန်တွင်းမှာထိုင်းလာဝါကမှာမိပြီးတော့มาဟိုဒီရွှေကုတ်ကုတ်ဘက်ကိုသွားတော်တဲ့အခါမှာထွက်ပြေးတဲ့ကလေးကိုခမရတို့ပြစ်တယ်เนาะဒဏ်ရာရတယ်ပြီးတော့စကားဆက်လက်ထဲကိုခမရတို့ထိုးကျွေးလိုက်တယ်အဲ့ဒီခြံနေစပြီးကျွန်တော်တို့မျိုးဆက်တဲ့တေကငါတို့မျိုးဆက်တဲ့တေအတွက်နားကိုလိုရတဲ့နေရာ တိန်းချောင်လို့ရတဲ့နေရာတော့ငါတို့လုံမရတော့မဲဆိုပြီးတော့မှဆုံးမြတ်ချက်ကိုချပြီးတော့မှကျွန်တော်တို့ကနားကိုဖို့အတွက်ကိုကျွန်တော်တို့လှုပ်ရတာမြေပြင်ကိုဆင်းရခြင်းရဲ့ရည်ရွယ်ချက်တွေကဒီရွယ်ချက်တွေပဲဒါမှမဟုတ်ဒီလိုလူငယ်လေးတွေကသူတို့တွေမှာမရှိမဲ့ရှိမဲ့ခွန်အားတွေနဲ့လှုပ်လာခဲ့တဲ့အရာတွေကအချိန်တန်တော့အတိအပွင့်ထွက်တယ်เนาะအဲ့ဒီအချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ตายာနေတယ်ရွှေကုတ်ကူတွေနဲ့ตายာနေတယ်ခင်ဗျားတို့ဒီဒီအာခင်ဗျားတို့တရုတ် တရုတ်ကြားပြန်ခေါင်းဆောင်တွေကပေးတဲ့လက်ဆောင်တွေနဲ့ခင်ဗျားတို့ကရင်မူးနေတဲ့အခြေဒါပေမဲ့ခင်ဗျားတို့ဒီအချိန်မှာပြန်ပြန်စဉ်းစားရင်ခင်ဗျားတို့ခွေးဖြစ်တာပဲနော်ခင်ဗျားတို့အောင်မြင်လားဒီကြားပြန်လုပ်ငန်းဒီရွှေကုတ်ကုတ်လုပ်ငန်းနဲ့ပတ်သက်ပြီးခင်ဗျားတို့အောင်မြင်လားဆိုခင်ဗျားတို့ခွေးဖြစ်တာပဲအမှန်တမ်းပြောပြရင်ဒါရိုင်းတာတော့မဟုတ်ပေါ့နော် ခွေးဖြစ်တာပဲလူငယ်တွေကဒီစစ်အာဏာရှင်လက်အောက်ကနေပေါ်မှာယုံထွက်ဖို့အတွက်ယုံပြနေတဲ့အချိန်တုန်းကခင်ဗျားတို့ကကြားပြန်ကို နေရာပေးပြီးတော့မှတကူကောင်းဆန့်ခဲ့တာတကူကောင်းဆန့်ခဲ့အဲ့တော့ဒီနေ့ဒီချိန်မှာကတော့ခမားတို့ကိုအကြမ်းမဲ့စစ်ကောင်စီကအကြီးမားဆုံးသောရုံမှမူလာပြတာပဲတမခေါ်မှာအဲ့တော့စောချစ်သူအနေနဲ့ကဘာလုပ်မှလဲအဲ့တော့စကားစကားလေးပီးကျူးရယ်ဆိုတာအမြဲတမ်းသူတို့မှာကနောက်ကျောက်ဓာတ်နဲ့ထိုးဖို့အတွက်ကအမြဲတမ်းအဆင်သင့်ရှိတယ်အဲ့တော့ကရင်လူမျိုးဆိုတာက ကရင်အမျိုးသားရေးအတွက်ကိုစီစီလုံးလုံးနဲ့ရှိဖို့အတွက်ကအင်မတန်အရေးကြီးတယ်။ကျွန်တော်တို့ကကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှကရင်လူမျိုးတွေရဲ့စစ်ပေးရှောင်နေရာတွေတွားရခဲ့ရတယ်။သူတို့တွေရဲ့ဘဝတွေနောက်ဆုံးကြားဖြတ်နေမှာစောချစ်သူတွေကပျော်မြူးနေတဲ့အချိန်မှာကျွန်တော်တို့တွေကကရင်ရွာတွေကရွာတွေကိုဆုံးခွာပြီးထွက်ပြေးလာတဲ့เนาะဒီကျွန်တော်တို့ကရင်အမျိုးသားကလေးတွေဟလားသူတို့ကိုကျွန်တော်တို့ကရေတွေတွားပို့ရတယ်စားစရာတွေတွားပို့ရတယ် နော်အဲ့လောက်ထိတော့မှကျွန်တော်တို့လှုပ်ခဲ့ရတဲ့အချိန်မှာစောချစ်သူတို့ကကြားဖြတ်နေနဲ့ပျော်ရွှင်လို့မြူးလို့ပေါ်ကောင်းတော့ခင်ဗျားတို့ကာစီနိုတွေနဲ့ခင်ဗျားတို့တွေဒီမြူးလို့ကောင်းတော့ခင်ဗျားတို့ဟိုဘက်တွေမှာနော်ဖဲရိုက်လို့ကောင်းတော့ကာစီနိုတွေနဲ့လောင်းကစားတွေနဲ့ခင်ဗျားတို့ပျော်လို့ကောင်းတော့ဒါပေမဲ့ဒီနေ့ဒီအချိန်မှာ result ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အကြမ်းမဲ့စစ်ကောင်စီခင်ဗျားတို့ကိုလာချပြီနော်ရာချပြီရာချပြီဆိုလည်းကဲပါ तू อ่ะ ရုရှားကိုသူကထိုးကျွေးလိုက်ပြီလေရုရှားနဲ့သူပူးပေါင်းပြီလေပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်တွင်းစစ်မှာသူတို့တွေကဖိပြီအဲ့တော့ကျွန်တော်တို့တွေအားလုံးကဘာလုံးရမှာလဲကရင်အမျိုးသားကြီးတွေအားလုံးကစူးစီးရတော့မယ့်အချိန်ဖြစ်ပါတယ်နေက DKBA မို့လို့နေက PC မို့လို့နေက BGF မို့လို့နေက KDLA မို့လို့နေကဟိုဟာမို့လို့ကျွန်တော်တို့တော့ခွဲလို့မရတော့ဘူးဒီချိန်မှာ ကျွန်တော်တို့ဒီချိန်မှာခွဲလို့ရှိရင် EAOS တွေကိုအားကိုးတကြီးနဲ့အများတန်းရှိနေတဲ့ကျွန်တော်တို့ပြည်တွင်းထဲကကလေးတွေကလည်းကရင်ပြည်နယ်ထဲမှာအများကြီးရှိတယ်။အဲ့လိုမျိုးတွေရှိတယ်။အဲ့တော့ဒီချိန်မှာအားလုံးကစူပေါင်းမှုအတွက်စူပေါင်းပြီးတော့မှအကြမ်းဖက်စစ်ကောင်စီကိုကျွန်တော်တို့တွေကဖျက်လိပြက်အနေနဲ့ပြန်လောရတော့မယ့်ကာလဖြစ်တယ်။ပြက်ပြက်သားသားနဲ့ကင်ကြွယ်ရတော့မယ့်ကာလဖြစ်တယ်။ဒီချိန်မှာကျွန်တော်တို့ကဆယ်လီနောက်တွေလိုက်လို့မရအောင်တော့ဒီချိန်မှာကျွန်တော်တို့က ဟိုဆယ်လီနောက်ကိုလိုက်လို့မရဘူး we are the one ဖြစ်ရမှာကျွန်တော်တို့ဆယ်လီနောက်တွေလိုက်ခဲ့ပြီးသွားပြီးလင်းနေတာအတွင်းမှာဘာအကျိုးအမျက်မှမရှိရဘူးဆယ်လီနောက်ကိုလောမလိုက်ပါနဲ့ team crew နောက်ကိုလိုက်ပါနော်ဟိုအများအားပေါ့နော်အများအားနောက်ကိုလိုက်နော်ဟိုတူတယောက်ကောင်းတူတယောက်နာမည်ကြီးချင်းအဲ့လိုမျိုးနောက်ကိုမလိုက်နဲ့တူတယောက်ရဲ့နာမည်ကြီးချင်းနောက်ကိုလိုက်ခဲ့တာကကလေးတွေ အများကြီးအသက်ပေးခဲ့ရပြီးပြီကလေးတွေအများကြီးကြဆုံးခဲ့ရပြီးပြီเนาะအများကြီးဆုံးချုံနေတာမျိုးတွေရှိခဲ့ရပြီးပြီဟုတ်တော့เนาะအဲ့တော့တူးတယောက်နာမည်ပေါ်ထွန်းရေးတော့ကိုကျွန်တော်ကမသွားဘဲနဲ့ကရင်ပြည်နယ်ရဲ့ကရင်ပြည်နယ်ဆိုလို့ရှိရင်ကရင်ပြည်နယ်ရဲ့အမျိုးသားရေးအတွက်ကိုဒါကျွန်တော်တွေကဘလို့တက်မဲ့ပြီးတော့มาသွားကြမလဲဘလို့ကရင်ပြည်နယ်မှာရှိနေတဲ့မိတင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေအားလုံးရဲ့အနာဂတ်အတွက်ကို လုံကြုံနှွေးထွေးမှုတို့တွေဘယ်လိုပြီးမလဲသူတို့ရဲ့ဘဝတွေအားလုံးကိုအကြမ်းဆက်အာနာရှင်ရဲ့လက်အောက်ကနေဘယ်လိုကဲတင်မလဲဆိုတဲ့အတွေးအခေါ်မျိုးစဉ်းစားမှုမျိုးကိုကျွန်တော်တို့ကတွေးတော်ရတော့မဲ့အချိန်ကာလဖြစ်တယ်အကြမ်းဆက်ကောက်စရာဒေလီသူတို့လုံပြလိုက်တဲ့တတ်မှခွန်မှလုံပြလိုက်တာမင်းတို့တွေကအမြဲတမ်းသွေးကွဲနေတာပါမင်းတို့မင်းတို့ကြင်နေရကြီးလိုက်အမြဲတမ်းသွေးကွဲနေတာပါ မင်းတို့ကင်တွေကအမြဲတမ်းကြီးလိုက်လို့ရှင်မစည်းလုံးမှုမင်းတို့ကင်တွေကအမြဲတမ်းတစ်ဖွဲ့နဲ့တစ်ဖွဲ့တူနဲ့တူတိုက်ခိုက်နေတာပါအဲ့ဒါမင်းတို့ရဲ့အားနည်းချက်ပဲအဲ့တော့မင်းတို့နွားကွဲတော့ငါတို့ကတော့ဝင်ဆွဲမှာပဲဝင်လုံးမှာပဲဆိုတဲ့အတွေးခေါ်မျိုးအကြမ်းတ်စစ်ကောင်စီမှာရှိတယ်အဲ့တော့ကျွန်တော်ပါလောက်ကြမယ်နော်ကျွန်တော်ခွဲခြားလို့မရတော့ဘူးဖလုံမဲဖြစ်ဖြစ်တောင်ပေါ်ကင်မဲဖြစ်ဖြစ်တောင်အောက်ကင်မဲဖြစ်ဖြစ်ကျွန်တော်တို့တော့ခွဲလို့မရဘူး မင်းကတောင်အောင်กินမို့လို့ကျွန်တော်တို့သွားခွဲလို့မရမင်းကတောင်မောกินမို့လို့ကျွန်တော်တို့သွားခွဲလို့မရကျွန်တော်တို့ကဒီနေ့ဒီချိန်မှာဒီလိုစကားလေးတွေကိုပြောတတ်တာဟာနွေဦးတော်လိုင်းမှာလည်းပါဝင်တယ်กินပြည်နယ်ကိုလည်းသွားတယ်ရกินနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုအမွေအနစ်တွေကိုအယတ်တံမိုးထားတယ်ကျွန်တော်တို့မသိကျွန်တော်တို့အရင်တော့ဆိုဟိုတော်လိုင်းမတိုင်ခင်တော့ဆိုလို့ရှိရင်กินပြည်နယ်အကြောင်းကျွန်တော်တို့နားမလဲเนาะกินလူမျိုးတွေအကြောင်းကို ဟိုအပေါ်ရံမဲ့ကျွန်တော်တို့နားလည်ခဲ့တယ်ညာဒါပေမဲ့ဒီတော်လိုင်းကိုလှုပ်တဲ့အခါမှာ အမိုးလို့ခေါ်ပြီးတော့မှထမင်းတွေဝင်စားရတယ်နော်အပားလို့ခေါ်ပြီးတော့မှကျွန်တော်တို့တွေကနားကိုရနေရာတွေကိုရခဲ့ကြတယ်အဲ့ဒီအမှတစ်ဆင့်ကျွန်တော်တို့ယဉ်ကျေးမှုတွေအမွေနစ်တွေကျွန်တော်တို့တွေကပြန်ပြီးတော့မှနားလည်ခဲ့ရတယ်ပြီးအဲ့ဒီတော့အဲ့ဒီအဲ့ဒီတဲမှာမမဩကင်းပြင်းနဲ့မှအဖွဲစည်းတွေကဒီလို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 ရှိတယ်ဆိုတဲ့အရာတွေအားလုံးကိုကျွန်တော်တို့ကထက်ဆင့်ကျွန်တော်တို့ကပြန်လဲပြီးတော့မှနားလည်ရတဲ့ အနေထားပြန်နားလေတိကျွမ်းသွားတဲ့အနေထားမျိုးရောက်လာအဲ့တော့ဒီလိုမျိုးအချိန်အခါမှာကျွန်တော်တို့ကဘာကြောင့်ဒီလိုစကားတွေကိုပြောနိုင်နာတာလဲဆိုလို့ရှိရင်ပြင်ပြင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ရဲ့အားလုံးဟာအောက်ခြေသင်အလုပ်လုပ်ခဲ့လို့ဒါမျိုးလေးလေးတွေကျွန်တော်တို့ကအကြံပြုနိုင်တာဖြစ်တယ်အကြံပြုနိုင်တာဖြစ်တယ်ဝန်းရံပေးပေးတာဖြစ်တယ်အဲ့တော့ကလေးတွေအားလုံးမှာဒီလိုမျိုးစကားတွေပြောလာပြီး ကလေးတွေအတော်မှာဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီကလေးတွေလူငယ်တွေမျိုးဆက်တွေတောင်မှာဒီလိုမျိုးအတွေးခေါ်တွေရှင်းတန်းနေပြီဆိုလို့ရှိရင်စောချစ်သူတို့ကဘာလုပ်နေတာလဲဟောစောချစ်သူတို့ကဘာလုပ်နေတာလဲပြန်ပြီးတော့မှကိုကိုကိုမိကုန်းပြန်ပြီးပါเนาะအဲ့တော့သူ့အဖွဲ့စည်းကိုအဖွဲ့စည်းဂျားမှာကာထားတဲ့အုတ်တိုင်းနေရန်နေအကုန်ဖြိုချပါ အားလုံးပေါင်းပါနော်အာနာရှင်ကိုတော်လန့်နေဆိုတဲ့ပြစ်မှတ်တစ်ခုလေးကို ထားပြီးတော့မှကျွန်တော်တို့ခီးဆိုင်မဲ့အချိန်ဖြစ်ပါတယ်နော်ဒီကြားကြံကိစ္စနဲ့ပတ်သက်ပြီးတော့မှလဲစောချစ်သူမှာအဖြေအကုန်ရှိပြီးသားပဲဘယ်ကနေဘလူတွေဖြစ်ပေါ်လာတာလဲဘယ်ကနေဘာတွေဖြစ်ပေါ်လာတာလဲသူတို့မှာအဖြေအကုန်ရှိပြီးသားပဲအဲ့တော့အားလုံးပူးပေါင်းရမယ့်အချိန်ဖြစ်ပါတယ် တော်လိုင်းလောက်တယ်ဆိုတာနှစ်ကြာလေးစီးလုံးလေးဖြစ်ရမယ်နှစ်ကြာလေးသွေးကွဲလေးမဖြစ်ရအောင်နှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးနှစ်ကြာလေးစီးလုံးလေးရတော်လိုင်းလုံလုံနဲ့မြေပြန့်ဒေသအကြောင်းအရာတွေနားလဲရမယ်တော်လိုင်းလုံလုံနဲ့ရခိုင်ပြည်နယ်အကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့တနင်္သာရိုင်ဒေသအကြောင်းအရာတွေတော်လိုင်းလုံလုံနဲ့ဒိုင်းနယ်ပြည်နယ်၁၄ခုအကြောင်းအရာတွေနားလဲပြီးတော့မှကျွန်တော်တို့တွေဟာပို့ပြီးတော့မှစီးစီးလုံးလုံးနဲ့ဒီအာနာရှင်ပြစ်မှတ်တွေကို ဖြိုခွင်းနဲ့စီကိုကျွန်တော်တို့ကခြေလှမ်းလှမ်းရမှာဖြစ်ပါတယ် သူကွင်းရမယ့်အချိန်မဟုတ်ပါဘူးသူစီးရမယ့်အချိန်ဖြစ်ပါတယ်။ကရင်ပြည်နယ်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေကရင်ပြည်သူလူတွေကရင်မျိုးဆက်သစ်တွေကရင်ပြည်နယ်မှာရှိနေတဲ့ပြည်သူလူထုအားလုံးသူစီးညီညွတ်မှသာလေ။ကောင်းမွန်သောအနာဂတ်တစ်ခုပေါ်ပေါက်လာမှာဖြစ်ပါတယ်။အကြမ်းမဆစ်ကောင်စီရဲ့လက်ထဲကိုဖူးကျွေးခံမလားကရင်အမျိုးသားရဲ့အဖွဲ့တွေအားလုံးစုစည်းပြီးတော့မှဝိရတဝမ်းဆိုပြီးတော့မှလူငယ်မျိုးဆက်တစ်တီကိုပါဆွဲခေါ်ပြီးတော့မှ ီအာနာရှင်ကိုအမြင့်ဖြတ်မလားအဲ့ဒီအဖြေကိုပေးရတော့မယ်အချိန်ဖြစ်တယ်လူငယ်တွေကအရှိမပေးခိုင်းနေတာကြာပြီမျက်မျက်စည်းလုံးမှာမျက်မျက်စည်းလုံးမှာအာနာရှင်ကိုအပြက်ချပါအာနာရှင်ကိုအပြက်ချိတ်ပါဖာတီတို့ဘလောက်လိုတယ်လဲနော်နှစ်ဘွားချွေချီမာတိကြတဲ့အရာတွေနဲ့ဝိုင်းဝန်းကြတယ်ဝိုင်းဝန်း support လုပ်ကြတယ်ပေးကြတယ်နော်လုပ်ကြတယ် လူငယ်တွေပြည်သူလူထုရဲ့အားတွေကိုစောစောစစ်စစ်တီးကြက်လို့ရှင်လေဒီချိန်မှာအဲ့တော့အခုအချိန်မှာကတော့ပုံပြီးစီးစီးလုံးလုံးနဲ့ငါတို့တွေဒီကရင်ကရင်ပြည်နယ်ရဲ့အနာဂတ်ကရင်အမျိုးသားရေးအတွက်ရှင်သန်ကြမဲ့သူတွေဖြစ်တဲ့ကရင်ပြည်ရဲ့အနာဂတ်ကိုကရင်အမျိုးသားရေးတွေဟာလားအားလုံးနဲ့သက်ဆိုင်နေပြီးတော့အာဏာရှင်ကိုတွန်းလှန်တဲ့လူငယ်တွေမျိုးဆက်တွေကိုတို့တွေဒီဘယ်လိုမျိုးဥဆောင်ကြမယ်ဆွဲခေါ်ကြမယ်ဆိုတဲ့အရာမျိုးအကောင်းဆုံးနဲ့အတူ အာနာရှင်ကိုအမြင့်ပြတ်ချီးမွားတော့မယ်အချိန်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။မြန်မြန်လေးကျွန်တော်တို့စီစဉ်ပါအကြမ်းမစစ်ကောင်စီကစိန်လာခေါ်တဲ့ပုံစံလိုမျိုးလှုပ်ချလိုက်တဲ့အနေအထားမျိုးတွေ့ရတဲ့အတွက်ကြောင့်เนาะသူကမဲခတာစခန်းမှာပဲသွားကြည့်လိုက်ဖျားစီဒီပထိုးတွေကိုလည်းသူပဲဂျက်ဖိုက်တာနဲ့လာဖြက်စီထားတာကွန်ကရစ်မှာရှိနေတဲ့ဖုံကြီးเจ้าနေတစောင်းတိုင်းတွေလည်းသွားကြည့်လိုက် သူပဲ အကြမ်းဖက်စစ်ကောင်စီမှာဖျားတရားဆိုတာမရှိဘူးဖျားတရားဆိုတာသူတို့မရှိဘူးသူတို့ရဲ့စိတ်တဲ့မှာဘလို့ရက်ဆက်ရမလဲဘလို့ယုံမာရမလဲဘလို့ဟိုဟာလောက်ရမလဲအဲ့ဒါပဲသူမှရှိတယ်အဲ့တော့အားလုံးပါလို့မလဲဒီချိန်မှာအမြဲဆုံးစီစီလုံးလုံးရှိရမယ့်အချိန်ဖြစ်ပါတယ်လို့ပဲအကြံပြုပြစေနော်အကြံပြုပြစေအဲ့တော့အာနာရှင်ကိုတွန်းလှန်ခြင်းမှာအမြဲဆုံးစီလုံးမှာအမြဲဆုံးညီညွတ်ပါအမြဲဆုံးပူပေါင်းမှာအမြဲဆုံးနော် ဒါကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အတူခြိတက်ပါလို့ဒါကျွန်တော်တို့အကြံပြုချင်ပါတယ်เนาะအကြံပြုချင်ပါတယ်အားလုံးနဗရမသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအသီးသီးများเนาะလူငယ်အဖွဲ့အစည်းအသီးသီးများတော့တော်လိုင်းအဖွဲ့အစည်းအသီးသီးများအားလုံးတနိုင်ကန်လုံးသတိဝိရိယကြီးမားစွာထားတော့မယ့်အချိန်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုအကြမ်းမဲ့စစ်ကောင်စီကရုရှားကိုသူခေါ်သွားတာဒီသူနဲ့အတူတူတေပေါ်တေပတ် ခရိုနီအာနာရှင်တွေကိုသူခေါ်သွားပြီးပြီဖြစ်ပါတယ်။အဲ့တော့သူသူ့ဘက်ကတော့သူယုံမှဖို့အတွက်ကိုပဲသူစဉ်းစားနေတော့မှာ။ရုရှားနဲ့ပူးပေါင်းပြီးဘယ်လိုသူယုံမှမလဲ။မင်းအောင်လည်းအစကတည်းကတော့ရုရှားဆရာတင်နာလीနော်။ဆရာတင်နာတာဆိုတဲ့အခါကျတော့သူဘယ်လိုမျိုးယုံမှမလဲ၊ဘယ်လိုလုပ်မလဲ၊ဘယ်လိုအတင်းဖိမလဲ။ဒါတွေပဲဆိုတော့အားလုံးတနိုင်ကလုံးသတိဝိရိယကြီးမားစွာထားရတော့မယ်ကာလဖြစ်ပါတယ်လို့ပဲပြောချင်ပါတယ်။နော်။အဲ့တော့ အထူးသတိရှိကြဖို့เนาะတိုက်တွန်းလိုက်ပါတယ်ယေရှုတင်ပါတယ်ဒီလောက်ပါပဲเนาะအားလုံးအဲ့တော့မြင်မြန်စီးလုံးပါမြင်မြန်ညီညွတ်ပါမြင်မြန်သွေးစီးပါเนาะအားလုံးမြင်မြန်သွေးစီးပါเนาะလူငယ်တွေကိုမြင်မြန်ဆွဲတက်ပါလူငယ်တွေကိုမြင်မြန်နေရပေးပါเนาะပညာတတ်လူငယ်တွေအများကြီးရှိပါတယ်เนาะကရင်ပြည်နယ်မှာပညာတတ်လူငယ်တွေအများကြီးရှိပါတယ်မြင်မြန်နေရပေးပါမြင်မြန်စည်းလုံးပါမြင်မြန်ဆွဲတင်ပါလို့အကြံပြုရင်းနဲ့အတူဒီနေ့ည live ကိုရနာပါမယ်